အားလုံးပဲမင်္ဂလာပါတံဝေးရရပွဲဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပစ်လိုက်ပါတယ်ငါ့ကို ရေလေးတစ်ခွက်တိုက်ကြပါရေစားလွန်းလို့ပါ ရေပေးကြပါရေရေလူတွေအိပ်ပျော်နေခြင်းဖြစ်သောညနေတကောင်ချင်းတွင်ထွက်ပေါ်လာသောလူမမာဘဝအိုဒေါ်စင်းဦရေတောင်းသည့်အတန်ဖြစ်သည်မနာရာကြပြီဖြစ်၍ပင်လီ၆ခက်ခါ ရိုးပေါ်ရည်တင်နေတော်လဲသို့သိညင်သာလာသောဒေါ်စိန်ဥဤရည်တောင်းတယ်မှာမျက်နှာချင်းဖြစ်၍ဘိဗဝန်းကျင်ကကြာနေရလေသည်ဒေါ်စိန်ဥဆိုတာကနမည်သာစိန်ဥဖြစ်တော်လဲစိန်ကိုမဆိုထားနဲ့ကြောက်အရှူကလေးကိုပြင်ဒီတိခါမှပန်စင်ခဲ့ဘူးသူမဟုတ်ပေဒေါ်စိန်ဥဇာတိကကျုံငေးဖြစ်သည်သူတို့ငယ်ငယ်တုန်းကတော့ ကျုံငင်းနဲ့ရန်ကုန်ဆိုတာအလံခိတာရှိသည်တရားဝရီသမောကြီးတွေကိုအားကိုးရသည်ကျုံငင်းတဝိုက်တွင်ကျုံငင်းတဝိုက်တွင်ဆံရည်သဘာကောင်းသဖြင့်ဆံစစ်ကြီးတွေလည်းရှိသည် ထိုဆံစစ်ကြီးတွေကတော်စိန်ဝီငွေဘွားကြီးဖြင့်လူလာမြောက်ခဲ့ရာဘုံမေနတ်တံဖြင့်ဖြစ်သည် ဒေါ်စိန်ဟုကငငယ်နဲ့အိမ်တော်ကြခဲ့သည်သူတို့တော့ရဲ့ဆိုတာကအရွယ်ရောက်လာရင်စောစောစီစီအိမ်တော်ပြုကြတာများသည်ဒေါ်စိန်ဟုငယ်စဉ်က စာပေဆိုတာလဲကောင်းစွာမတင်ကြခဲ့ရပြီသူမိဘတွေကလည်းစင်ရသာလက်လုံးလက်စားတွေဖြစ်ပြီးစာမတက်ခဲ့ကြပေစိန်ဟုငယ်စဉ်က73နှစ်သမီးလောက်တွင်မိသားစုဝန်းရွေတွင် စံစစ်တွင်စဘာတဲခဲ့ရသည်စံစစ်တွင်စဘာတဲရင်သူ့လိုပင်စဘာတဲသည်ကောင်းလေးနှင့်အိမ်အောင်ကြသည်ထို့နောက်သူ့ကောင်းလေးကစံစစ်မှာလှုပ်ရ၍စံစစ်လူသမားဖြစ်သွားသည်စံစစ်လူသမားဖြစ်၍စံစစ်ဝန်းကြီးထဲမှာလူသမားတန်းလျနှင့်အမြရသည်ဒီလိုနှင့်ယောက်ျားကစံစစ်တွင်လှုပ်လို့ဆယ်ဦးကစဘာတဲရင်ဖြင့် ဘဝကိုရုံကန်ရုံရင်ကန်ရင်ကလေး၃ယောက်ရှစ်ဆယ်နောက်ဆင့်မွေးသည်ကလေး၃ယောက်ရပြီးမကြာမီဆင်းဦးယောက်ျားဦးယောင်ငန်းပြယောဂဝင်ပြီး꽌လွန်ခဲ့လေသည်နိုင်ငံနဲ့မုံဆွမဖျားသောဆင်းဦးကိုလက်တဲ့ဆန်းခြင်းသူအရှောင်းနှက်ရှင်သူတွေရှိခဲ့တော်လဲဆင်းဦးနောက်အိမ်နောက်မပြုခဲ့မုံဆွမဘဝနဲ့သာသမီ၃ယောက်ကိုစပါးတည်ပြီး ကျွေးခဲ့သည် စပိုင်းတရေကသူ့ဝဒနာ၏သူ့ယောက်ျားမရှိတော့တော့လဲစစ်ထဲကအလုသမာတန်လျာလွင်ဆက်လက်နေခွင့်ပြုထားသည်ကလေးသုံးယောက်ဝန်းရည်အတွက်စပန်းသေးရင်စပန်းမရှိသည့်ယာရီတွင်ဂျုံယာဂျပန်လိုရင်းဖြင့်ပင်မဲစေရစွာဘဝကိုဖျက်ဆီးခဲ့ရသည်သို့တော်လဲဆယ်ယူအသက်35နှစ်လောက်ရောက်တော့ကံကြမ္မာကတမျိုးဖြစ်လာသည် သူတို့ဆန်စစ်တွင်စပန်းလာရှာသောကဲ့သင်းမောမှသင်းမောဆလင်မွန်ဆိုးဘူးကြီးနှင့်ဒုတိယအိမ်အောင်ပြုခဲ့သည်ဆလင်ကြီးကအသက်60နှစ်ပါဖြစ်သည်သင်းမောဆလင်ကြီးကစေဦးနှင့်ကလေး၃ယောက်ကို ကျုံမင်းမှနေပြီးရန်ကုန်သို့ခေါ်ခဲ့သည်ပြီးတော့ဒူနေထိုင်ရာကြီးမြင့်တိုင်းတပည့်ကန်းတွင် ထားသည် အသက်ရွယ်ကွာသဖြင့် စလင်းကြီးကစိမ်ကိုတောင်းလျောင်းချစ်တော်လဲစလင်းကြီးနဲ့ငါးနှစ်ခန့်သာပေါင်းလိုက်ရကစလင်းကြီးကွယ်လွန်တော့ဒုတိယအကြိမ်မော်ဇုမဖြစ်ခဲ့ရပြန်သည်ဇာတိချက်မြုပ်ကျုံးငေးမှာလဲဆွေမျိုးရင်းချာမရှိကြတော့ပြန်လည်လဲနေစရာမရှိရန်ကုန်တဖက်ကကျင်းမြင့်တိုင်းပရှန်တွင် စလင်းကြီးထားခဲ့သောအင်္ဂလိပ်ကလည်းရှိနေသည်ဖြင့်သူတို့သားမိလေးယောက် ကြည်မြင့်တိုင်းတစ်ဖက်ကမ်းမှာပင်ဆက်လက်အရှိချာနေထိုင်ခဲ့ကြလေသည်ဒေါ်စင်ဦးဤသားသမီးတွေမှလည်းလိန်ဖဲလိန်ဖဲနဲ့အသည်အသည်ရွယ်ရောက်လာကြပြီးအိမ်အောင်တွေအသည်သည်ပြုကုန်ကြသည် အကြီးဆုံးအသားအကြီးဆုံးကငါးဖန်းစလီလိုက်သွားပြီးထဝဲတွင်အိမ်အောင်ကြကမေးစီ ပြန်မရောက်နိုင်တော့ပြီဒုတိယသမီးက တမန်ခတ်သမားလေးနဲ့အနောင်ကြကအိမ်ခွဲသွားသည်ဒူလေဒူတော့ကသူစင်းရနဲ့ဆိုသလိုဆွေကြီးခဏောင်တို့ပြတွင်နေကမေကိုပြန်မကြည့်နိုင်တော့ငယ်ဆုံးသမီးသာသူနဲ့ချန်နေခဲ့သည်တာသမီးနှစ်ယောက်ဂျုံရဂျပန်လောက်ကန်စားတော့ရတိတ်မကြခင်ငယ်ဆုံးသမီးလေးပါအိမ်အောင်ကြာသွားသည်ဆွေမရှိမျိုးမရှိသော တကောင်ကျွတ်အညာသားလေးတယောက်မြင်ဖြစ်သည် ထိုကောင်လေးကမနဲ့မိုးလင်းတာနဲ့ကြည်မြင့်တိုင်းပချမ်းသို့ဟူသွားပြီးစိတ်ကန်းတွင်ကုန်ထန်းကညာမိုးချုပ်မှပြန်ကူလာသည်ပြန်လာလေယေရှုမိမကိုပတ်စံရတပိုင်းတော့ကတမင်းစားပြီးအဲ့ရသို့အတန်းဝင်သွားလေသည်ယောက်ကမနဲ့ဒူနေရပြီးယောက်ကမကိုကယူနေရတော့လေမြည်သည့်ခါမှချိုးကြည့်ခါသည်မပြောစကားလေးနဲ့သည် ဒါမှန်အဖြစ်သဘောမနောကောင်းသူဖြစ်က သူမိမ့်မကိုလည်းကြောက်ရသူဖြစ်သည်တမဲလို့သူက သဘောမနောကောင်းတော့လဲသဘောမနောဆိုးသူကသမီးအရင်ကောက်ကောက်ဖြစ်သည်ဒေါ်စိန်ဦး၏အစ်င့်ကမိဘနေရာမှာနေရတာမျိုးမဟုတ် သူယောက်ျားထားခဲ့သောဒီအင်္ဂလိပ်မှာအင်ရှင်ကသူမဟုတ်ပဲသူသမီးဖြစ်နေသည် မနေ့မိုးလင်းလို့ သူ့ယောက်ျားလှုပ်တော့ပြီဆိုတာနဲ့တမိဖြစ်သူကဈေးဝယ်ပြီးရှစ်ဆရာပြုတ်ဆရာတွေကိုဒေါ်စိန်ဥနဲ့ထားခဲ့ကသူကတော့အိမ်လဲနေလိရှိသည်ဒေါ်စိန်ဥကရှစ်ရပြုတ်ရရှောရဖို့ရနဲ့အိမ်ပေါ်တယောက်လိုနေနေရသည်စာကနိမသမိဖြစ်သူကပြန်လာလေးရှိသည်ဒေါ်စင်ဦးကသမိထွေးဆောင်လေးမို့ချက်တာနဲ့တနာတာနဲ့ရောပြီ သမီးကိုအပြစ်မြင်ရပြီ။အရင်လုံးမှန်သမျှသူသားတိုင်ခံလို့လေးရှိသည်။ဒီလိုနဲ့ဘဝတစ်လျှောက်ပင်မစင်းရဲကဲ့သို့ဒဏ်များနဲ့စိတ်ဖိစီးမှုများကြောင့်တွေးဆုံမိရလိုလိုအာလိုလိုနဲ့မမမမမချမ်းဖြစ်ကဒေါ်စိန်ဦးတယောက်အရာတဲ့အဲ့လီတော့ဒီအရာတဲ့လေကာမပင်ဒေါ်စိန်ဦးဘဝကပို၍ပင်ရှင်နေဆုလီတော့ဒီတမီကလည်း ကလေးရပြီမို့သူကလေးနဲ့သူ လုံးချလိုက်ခါမန်လက်တော့သဖြင့်အာမမလုံးနိုင်တော့တော့မေဖြစ်သူလူမမာကိုမြောင်းညင်လေတော့စီမေမေမသားသမီး၃ယောက်ရှိတယ်အခုရှင်နေမှာအမေသာချမ်းသာနေရင်ဒေသသမီးတွေမွေလာဖွဲ့ကြမှာဒီကြတယ်ခုတော့သူတို့ကအမေကိုရှိတဲ့တောင်းမထင်ကြဘူးကျွေးရမွေးရတော့သမီးတယောက်တည်း ။တမိကလည်းလည်းလှုပ်ရှားနေနေရတာမိစေးဖို့တော့မတတ်နိုင်ဘူး။တခါတလေမိသားသမီးတွေစီ သွားနေဖို့လဲစဉ်းစားပါဦး။တမိဖြစ်သူကအမြန်တစေဒီလိုပြောနေတတ်သည်။ဒီခါမျိုးမှာဘောစိန်ဥမိကြရာကြီးစေလေမကူရစေလေမတော့ရကြာလာတော့မိုးရွေပင်နေမကောင်းဖြစ်ကာအဲ့ရတဲ့လဲတော်သည်။တမိဖြစ်တမဲဖြစ်သူကတော့ရံဖန်ရံကား ွန်းရာဆိုင်ကဆေးလေးပါလေးဝဲတိုက်တတ်သည်ယခုလဲဒေါ်စိန်ဥမလုံမရှားနိုင်၍ရေထမတော့နိုင်သဖြင့်သူ့ကိုရေတိုက်ဖို့ရေတောင်းနေခြင်းဖြစ်လေသည်ငါဟိုရေတိုက်ကြပါရေစားလို့ပါဒေါ်စိန်ဥရေတောင်းနံကြောင့်တစ်ဖက်ခန်းတွင်အိပ်ပျော်နေသောသမီးဖြစ်သူအိမ်မုံစုံမနဲ့ထလာပြီးရေဦးစင်မရေကိုခတ်ကဒေါ်စိန်ဦးအနားသို့သွားပြီး ရေခွက်ကိုစောင့်ချလိုက်ခါကဲ့ရော့တောက်တော်မူတကယ်တည်းမောမောနဲ့အိမ်မဲကြံကရှိသေးအကုသိုလ်ကပေးပြီတိန်လည်းမြ мян သေးတာမဟုတ်ဘူးတိန်လုံးကိုဒုက္ခပေးနေတယ်ဤသို့မကြေမနက်မြေတွန်းတောက်တိတံကိုပြစိနေသောညအချိန်မှုပဝန်းကျင်ကကြားနေရသည်တမေဖြစ်သူကတော့လှုပ်ချမ်းသမမှု ပင်မင်းမမနဲ့အိပ်ပျော်နေကြသည်တမေဖြစ်သူက နဂိုကပင်ဘကြောမတရားသည့်အထက်ကလေးတစ်ဖက်နဲ့ခြေရပြုတ်ရချော်ရဖွရသည့်အပြင်လူမမာမေကရှိနေသည့်ဖြင့်မြဲစိတ်တို့နေရသည်ဒေါ်ဆိုင်ဦးမှာစေဝါတ္တဆာဆိုရလဲဘာမှမဆရသည့်ဖြင့်တဖြည်းဖြည်းအယူကျုပ်ပြဖြစ်ကတနေ့တစ်ရှာပိုး၍ပင်ဆိုလာတော့သည်တကားသည်လေးချစ်စွပြုတ်ကလေးဟင်းကြော်လေးတောက်ရှင်စိတ်ရှိပင်မဲ့တမီကိုမပြောရဲ့ သူတို့ကြွေးတာသူတို့စတာနေပဲမတက်သာ၍ကျိတ်မိတ်မျိုးချနေရလေသည်တချိန်တော့ဒေါ်စိန်ဟုတောင်းဆိုကြည့်သည်သမီးရဲ့အမေကိုစစ်စစ်ပြုတ်ကလေးတိုက်ပါလားအမေတောက်ကြည့်ခြင်းလို့ကကွယ်ဘာဖြစ်တယ်စစ်စစ်ပြုတ်ဟုတ်လားတန်ရာဒီမှာပြုတ်မိရဲ့စစ်သားစီကဘယ်တော့မှတ်လို့လဲအံ့ပါရဲ့တော့ဘာမှသာမလုပ်နိုင်နဲ့စွတ်စွတ်ပြုတ်မှစားခြင်းရတယ်တဲ့ စာဖို့တောင်းနိုင်နိုင်ဖြစ်နေတာမသိဘူးလားအရေးသုံးပါလဲနားလဲအောင်လေအမေလို့စာပဲနပြရှိလို့ဆွဆွပြုတ်တော့ရှင်ရတာလေတမိဖြစ်သူက ထိုးသို့ကက်ကက်လန်အောင်ပြောတော့ဒေါ်စိန်ဦးမြည်ကြရပြန်ပြီဒီတော့လေကဲမေစစ်တည်မရှိငုံနေပြန်ပြီဒါမတိုင်းမဟုတ်ဘူးအမေလုံပုံနဲ့တော့စိတ်ဆင်းရဲပါတယ်ကြာလာတော့အစာပြေအိတ်ပြေ ငငပြပြဆိုသလိုဒုက္ခဆင်းရဲများစွာကိုခံစားပြီးလောဘဘကဒေါ်စိန်ဥတယောင်အနှိမ့်ဆရောက်သွားလေသည်ဒေတော်လဲဟောကျွတ်တာပေါ့လေဟု အကြောင်းဒီတော့ပဝန်ချင်းကဒီတို့ပြောဆိုကြလေသည်ဒေါ်စိန်ဥကတော့ဝဝန်ချင်းပြောသလိုဟောကျွတ်သွားပြီဖြစ်တော်လဲဘုမကျွတ်သေးသူကတော့ဒေါ်စိန်ဥ၏သမီးဖြစ်လေသည်ဒေါ်စိန်ဥကိုယ်လွန်ပြီးတနက်ခန့်ကြာတွင် သူတွင်လယ်မျိုးကင်းစားဆိုသောယောဂတကုခိုကပ်လာလေတော့သည်ခြေတော့ရာတွင်ဖြစ်စေစားတော့စားရာတွင်ဖြစ်စေလွန်စွာခက်ခဲဖြစ်သည်စိတ်ကတော့စားခြင်းသည်ဘိုက်ကလည်းစားလောင်သည် သို့သောလယ်ပြင်ကမြိုချဖို့ခက်ခဲသည် စားခြင်းတောက်ခြင်းသောစိတ်ဒုက္ခစားလောင်သောအကိုဒုက္ခစားမရတော့များသောဒုက္ခတို့ဖြင့်ပင်မဆင်းရလှပေသည် သူဖြစ်ရကအရှင်လက်လက်နဲ့ပိတ်တာဖြစ်နေသည်နဲ့တူသည်ဘဝဉ္ဇင်းကတော့သူ့မေတော်စင်ဟုရှိစဉ်ကခံစားခဲ့ရသောဝတ်တွေပြန်လဲရာဟု꿰ရတဲ့တီတိုးပြောကြသည်ဖြစ်လဲဖြစ်နိုင်သည်သူဖြစ်ရကဘိုက်စာလုံး၍စားခြင်းတော်လဲလေဘင်းကမျိုးချမရတက်ဆူကြီးဖြစ်နေသည်ရေစာလုံး၍ရေတော့ရှင်တော်လဲခြေလေးတစွန်းတော့ရဖို့လေဘင်းတွင် မိစားနဲ့ထိုခံရသလိုပူလောင်နာကျင်နေရသည်စားခြင်းလို့မစားနိုင်တောက်ရှင်လို့မတောက်နိုင်သောကာယဒုက္ခစိတ်ဓာတ်ဒုက္ခကိုဥတွေခံစားနေရလေသည်ဤကဲ့သို့ အရှင်လက်လက် မစားရမတောက်ရသောပြိတ္တာကဲ့သို့ဆင်းရဲဒုက္ခကိုကာလတန်ကြာခံစားပြီးသူမှကွယ်လွန်သွားလေသည်မိဘကိုစောကားကဲ့သို့မိဘကိုရိုသေစွာမဆက်ဆံပဲယင်သည်မောက်မှာစွာပြောခဲ့သော မိဘကိုငတ်ထားခဲ့သောကာလဝိဘကနဘဝတိမဆောင်ပဲရှစ်ရှင်းလင်းငယ်တူတော်ကျူပေးခဲ့လေပြီဆင်ခြင်ကြပါလေအလုံးမဲ့ချမ်းမှချမ်းသာကြပါစေ